and get out of war. Kandahar to the Lala Lanjo to ုံးသူခန္ဓာကိုအကဲခတ်တဲ့အခြေပါဟောရံနိုင်ပြီးတော့တွေ့ဓမ္မမျိုးရှိမှကြည့်မှထောက်ရံတာမဟုတ်ဘူးသူ့ရဲ့ပင်ကိုယ်သွားနေတဲ့လမ်းကြောင်းတရားဖြတ်ကြည့်အဲ့တော့ဒီဟောတရားတွေဟာ ဖိုးကတော့တတိမထားလို့မကြည့်တာသူ့လဘောကတော့ဘယ်တော့မှမရက်ပါလားဒါကြီးတည်တတ်မှုနေတတ်မှုမရှိတဲ့ပြောင်းလဲနေတဲ့ဖောက်ပြန်မှုတွေပဲဒီ ဒါခန္ဓာရဲ့ရင်းလံဖြစ်တဲ့သဘောဝတရားသူ့ဝတ္တိတဲ့ဂရုဆက်လက်တဲ့အခါဒီခန္ဓာကိုယ်ရင်တည်ဆောက်ထားတဲ့ပထူရလည်းပဲတောင်းတင်းပြီးတော့ဖောက်ပြန် အာဘောလည်းရုပ်စီဖွဲ့ပြီးတော့ဖောက်ပြန်တေရောအပူရင်းလို့ရှိရင်ဖောက်ပြန်ခန္ဓာကိုယ်ဒီဆောက်ထားတဲ့ပင်ရင်းသဘောတွေကသူ့အလုပ်သူလုပ်နေကြတဲ့ဒိသပဲကိုယ်ဒီသဘောတရားတွေကိုအပလိစိတ်နဲ့တင်ပြီးတော့ရှုရတာမဟုတ်ဘူး ခန္ဓာကိုအကဲခတ်လိုက်တော့သူ့ရဲ့ပင်ရဲ့သဘောတရားသူ့လုံသူလုံနေတာကိုသွားကြည့်တာပဲကလေးတွေတော့ဖြင့်ဒီခန္ဓာကြီးကိုယ်ကတိမထားတဲ့ခါမှလည်းသူကတော့တိရမှုရက်ဆိုင်မှုမရှိတဲ့ကြောင်းလေဖောက်ပြန်နေတဲ့လောဒရားကြီးက ထုလားကြောင့်သူ့ပန်းနိုင်မရောက်မချင်းရေရှားပြောင်းလဲပြီးတော့ခြိတတ်နေတာပဲတချိန်နဲ့တချိန်တခါနဲ့တခါရေရောဆွေးနေတဲ့ဆက်ကိုပို့စကားဆိုရင်ရင့်ကျင်မှုရှင်နာတာဆိုရင် ကြည်ကျင်မှုခန္ဓာစားသွားကြိုးမှုပါဠိစားဆိုတဲ့ဆံချူမှုဝိလိကသတာဆိုတဲ့အရေးတွန့်မှုအာယုရမဟာနိတဖြည်းဖြည်းနဲ့နေရမဲ့အသက်ဒီနေလားအင်္ဂရိယနာပရိပါဘောတထေနဲ့တထေစကုံဒရေဆိုမျက်စီစီမဟုတ်ဘူးလို့ရှင်းချက် တောက်တိန်ကလေးဆိုရင်နားရည်လည်းပဲနင်းလာထိုင်မိုက်ဒါရီဘူးသွားရလမ်းကြောင်းဖောက်ပြန်လိုက်ပြက်လိုက်သွားတဲ့လမ်းကြောင်းပါတွေ့သွားမယ်ဖြစ်ပေါ်လာတဲ့ကိစ္စတွေဒါဘုက္ကစ္စသူဆောင်ရတာပဲဒီလိုဖြစ်အောင်ဘယ်ဘုက္ကိုတတ်တော်အားမှခံပြီးလိုက်တာမဟုတ်ဘူး မင်းကတော့ပြုပြင်မှု၊ဖန်တီးမှု၊ကိုယ်ကဲမှု။ဘာမှမလုပ်နိုင်ဘူး။သဘောဝလမ်းကြောင်းဒီအနတ္တဖြစ်တဲ့အတွက်သူ့သဘောသူဆောင်ရသွားတာ။မိမိတို့ကလား။ဟောဒီလိုသွားနေတဲ့ရင်းပြက်နေတဲ့ရိုးရိုးနေတဲ့ဥပ္ပိနေဖြစ်ကိုသွားနေတဲ့သဘောတရားတွေပါလား။ဒါတွေကမှန်နေပဲ။ ဒါခံနိုင်ရတဲ့တတ်တော့ဘလူးမကင်းလို့မရတဲ့ကိစ္စ။ဓမ္မယူလက်လက်ပါအောင်ကြံဖောင်းပြီးတော့ပြင်းပြင်းရင်စင်တွေကြီးကြီးပြီးတော့မျက်စိမုံနာတို့ဘာလို့များတို့ပြင်းပြင်းရင်လက်သာကိုရောက်လောက်တာရူပလာအမတော်ခဏလေးသာဖြစ်တာ ရှင်ရတော်ဘုအခိုင်မှာမိမိတို့ကမရင်မဟုတ်အောင်အတဝရနဲ့ပြုလို့လို့မရဘူး။ကျက်သာအောင်မကြည့်ပြီးတော့ဖန်တီးသွားရခဲ့ရှင် ခန္ဓာရဲ့ပင်ကိုလမ်းကြောင်းကတော့ဘလို့မပြုတ်လို့ပြောမရဒီခန္ဓာတစ်ခုနဲ့ယူရအိုမရင်းရောပြည့်စုံလို့ပြောတာပဲဒါဘလို့မှလောက်တာဘူးသဘောတရားတွေဒီလောက်မှန်ကန်တဲ့သဘောပဲဒီဖြစ်ကိုရောက်တဲ့တိုင်ဝန်မှာသဘောရဲ့ပေါ်ရလမ်းကြောင်းဖြစ်တဲ့အတွက်ပုဂ္ဂိုလ်သတ္တဝါတဝုတ္တရဝန်မှာ ပြုတ်ရင်လို့မရဘူးကိုယ်ကဲလို့မရဘူးအဲလိုကြာကြာပြီးတော့ဒီပင်ရင်ဖြစ်တဲ့သဘာဝတရားဒီသားလဲအမှန်ကဆုံးပဲဆိုတာသိတော့ဟဲ့လေးလာလို့အမိညာချင်းကျက်လို့သိသိသာဟောသဘာဝရဲ့ တွားရလမ်းကြောင်းမိမိတို့မြန်မြီတော့ပြီးတာပဲရှိတယ်။အဲလိုအပြစ်များအောင်အပြစ်ရင့်အောင်ခိုင်မာတဲ့အပြစ်ဖြစ်အောင်ကခန္ဓာပုံမှာ ဖြစ်တဲ့ဖောက်ပြန်တဲ့လို့ဉာဏ်မျက်ခင်မပြအမိမြောင် ဘာဝိတ္တဗန္တိဘာဝနာဆိုတဲ့အတိုင်းလေကျင်အားထုတ်ပွားများနေရင်ဒီဒီညာတစ်ဖြည်းဖြည်းရည်ကျဲပြီးတော့သဘောတရားတွေမှန်ကန်မှုပို့ပြီးတော့နားလည်လာအဲ့ဒီရမယ်ပင်ရင်တရားဖောက်ပြန်မှုလား ညာမျက်ချင်မပြတ်ဖဲနဲ့ဒီလိုတရားရခန္ဓာမှာအရင်ကဖြစ်တဲ့သဘောတရားကိုတည်ဟူကတည်ရမှုခိုင်မြဲမှုမရှိတဲ့ဖောက်ပြန်မှုတွေနေလာတဲ့ညာဟာတစ်ဖြည်းဖြည်းနဲ့ဒီသဘောတရားတွေပေါ်မှာ ယုံကြည်မှုရတယ်ဒါလည်းထူ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 းဘယ်လိုမှ လုံမယူရတဲ့ပင်ကိုယ်သဘာဝကိုသူ့ရဲ့လှုပ်ရှားမှုဆိုင်ရာမျိုးမျိုးကိုအမိညာကပြီးတော့လေ့ကျင့်နေတာနဲ့သူတို့တရားမှန်လို့တစ်ဖြည်းဖြည်းနဲ့ ယုံကြည်မှုဖြစ်လာတယ်။ဒါပေမဲ့သူ့ရဲ့ပယင်းကိုမျက်စိမပြတ်ဖဲနဲ့ခန္ဓာမမင်းတို့စိတ်နဲ့ဋိလို့ရတာအားလုံးကိုဖောက်ပြန်နေသဘောတွေ။ပရမဆုရအမှန်တရားဟာကုဏမတောက်လမရဘူး လစ်လာတဲ့အလုတ်ကိုကသူ့ရဲ့ပင်ကိုယ်သဘောကိုသိဖို့အလုတ်ပဲနာမတက်ရတာမဟုတ်ဘူးဟောဒီသဘောတရားတွေဟာသူ့ကိုလစ်လာသိရသလောက်တော့သူကစားသူဆောင်ရွက်နေတဲ့အမှန်တရားဖောက်ရမှုတွေပဲဒီလိုသဘောပေါက်ပြီးတော့ ောက်ပြန်တော့သိနေပါဓာပင်းတက်ကပတ်တဲ့ပူရည်ရဲ့ထုံနေခြင်းနဲ့စသဖြင့်ဒါရီရဲ့ပညာပြည်နေသေးတယ်တပ္ပမတိဘုလိလအာထုတ်ပြန်လို့ဖြစ်တဲ့အတွက်သိရမယ်ပရမအမှန်တရားကိုသာသတိထားပြီးတော့ ထောက်ပြန်တဲ့သဘောပြင်းဖြစ်တဲ့သဘောလက္ခဏာကိုသိနေပါ မိမိတို့အခုလိုတရားအားထုတ်တယ်ဆိုတဲ့ခန္ဓာလေးလာတဲ့အလုပ်ပါခန္ဓာရဲ့ပြိတ္တမဖြစ်တဲ့သဘောတရားကိုပရမတ်ကိုသိနေတဲ့အတွက်ဒီသိနေတဲ့အချိန်လေးမှာပဲကိလေသာဖြစ်ကသက်သာတောင်းတပိပ္ပံလုပ်ငန်းကို ာဏကကဝိညာဉ်ကိလေသာမဖြစ်အောင်ဆုံးမနေတဲ့ပရမတ်ကိုသိတယ်အသိပဲတောင်းတနေဒီသတိဟာဒီအသိဟာနေလွတ်သွားရင်ပြင်းညာနေကိလေသာနေကိုဖျက်ရောက်သွားတာ မင်းတို့ပြည့်ညက်ပြည့်လေသာနေမှာမိမောင်တဲ့ပုဂ္ဂိုလ်သတ္တဝါလို့ပြည့်ညက်ပြည့်လေသာမရင်းနှီးနေတာကြာတော့လောက်ကလေးဆိုနေပြည့်ညက်စီရောက်သွားတာဓမ္မတော်တွေထုံးတာဒါဝိမနာမဲအမှန်တရားကို အနိတ္တမြားလို့ရင့်ကျက်တဲ့ပရမတ္တိရဲ့ညာအဲ့ဒီညာအနိတ္တမြားထားရင်လားကိလေသာရောက်ကိလေသာတွေရောက်သွားတဲ့အခါကျတော့ရောက်မှန်းသိပြန်တည်လိုက်ဘာကြောင့်လဲဆိုအမှန်တရားကိုရှာဖွေနေတဲ့အချိန်မမမကံဘက်ကိုရောက်သွားရင်ဓမ္မိမှုတို့ကိလေသာဖြစ်တဲ့အန္တရာယ်ပဲ မိမိကိုသံသရာဒုက္ခပေးနေတာပညာရယ်မိမိကမှားဆုံးလမ်းကြောင်းပုံမဲ့သဘာဝတရားဖောက်ပြန်မှုမသိတဲ့အာရုံကြီးပရမအာရုံမိမိကျိုးပြုံမဲ့အာရုံကိုမျက်ခြင်မပြတ်ရင်အမှန်တရားကိုဆက်တိုက်ပြီးတော့ မိမိတို့မပင်မစွန့်နိုင်သေးတဲ့ပညာအကိုရောက်သွားရင်တော့မိမိတို့အကျိုးပျက်စီးဖို့ဒါကြောင့်အတတ်နိုင်ဆုံးမိမိရဲ့အာဟုကဖြစ်တဲ့အမှန်တရားပရမအာယုံကိုခန္ဓာဉာဏ်ကတဲ့အခါမှာအများဆုံးသိအောင် ခန္ဓာရဲ့အရင်းခံတရားအစ်စ်တရားအမှန်တရားသဘောတရားကတော့ထောက်ပြန်တဲ့သဘောတရားလည်းအမှန်ပဲအဲ့တော့သိချက်လက်ချညာတပရိညာနဲ့နားလည်မှုယုံကြည်မှုရထားရင်တိဏပရိညာနဲ့ထပ်ခါတကလက်ကျင်သွားရင် ။နောက်ဆုံးတည်းလေ့ကျင့်လေအသိပညာခိုင်မာသွားရင်တော့ဘာဟာနပညာဖြစ်သွားတယ်။သမီးတို့အနေနဲ့သိဖို့ကတော့သတိထားတဲ့ခန္ဓာရဲ့သဘောတရားအမှန်ပေါ်မှာအမိညာအမှန်ဖြစ်အောင်ဉာဏ်များဖောက်ပြန်တယ်လို့သိနေရင်းနေတာလဲကိုယ်လုံးကဖြောင်းနေပြီစာသိနေပါ အလေးချင်းများသွားရင်ကိဟိုတယောက်ဘီယူဆိုင်ဆရာနေရတာမဟုတ်တော့ဘူးခန္ဓာကိုယ်စိတ်ရောက်တော့သတိထားရတယ်နဲ့သူ့ရဲ့ပင်ရင်းဖြစ်တဲ့ဖောက်ရံတွေဒါလည်းသိတာပါနောက်လေးချင်းများလေးလေးခန္ဓာမသိဘူးလိုလေးဖြစ်သွားတယ်ပုံမှန်နဲ့ရင်းနေသွားတယ် ထံအရိယဓမ္မသကိုဝိတောအရိယဓမ္မိသူဝိနိတောအရိယဖြစ်တတ်တဲ့အမှန်တရားပရမတ်နဲ့ယင်းနည်းပြီးတော့သွားရင်မိမိရဲ့ဉာဏ်နဲ့မှခန္ဓာဝအကဲခတ်တဲ့ပရမတ်ကျွေးပြီးတော့ခဏမဲ့ဖောက်ရမှုကကိုယ်နဲ့ယင်းနည်းသွားပြီအလေးပြင်းများလို့အဲ့ဒီယင်းနည်းသွားရင်တော့ မိမိတို့အားကိုးလို့တရားသိညာမယ်တောင်းတာတတမပညာရကိုကျိုးကိုစီးဘောအလိုရှိတဲ့ပုဂ္ဂိုလ်ဟာကိုအကျိုးပြုမယ်သိခလက်ချခိုင်ငယ်မှာအကျိုးပြုမယ်ဒီဖောက်ပြန်တဲ့သဘောတရားကို ကိုယ်ခန္ဓာရှိကိုသိရတဲ့ကိစ္စဘုံမလေးတဲ့အနေနဲ့အများအများသိအောင်ကြိုးစားပါပင်မခံဒုက္ခခံပြီးတော့ရှာနေရတဲ့အလုံးမဟုတ်ဘူးခန္ဓာရှိနေရှိတဲ့သဘောပေါ်မှာဒီလိုတွေပဲသိပါအမြင်တော့ကတဏ္ဍာရသတိခေါင်းကိုချေလက်နွဲမယ် ခါရီကိုကြည့်ရတာမဟုတ်ဘူးအဲ့ဒီသူ့ရဲ့ပင်ရင်းသဘာဝဖြစ်တဲ့ခန္ဓာကိုယ်စီးထဲမှာပါတဲ့ပရမတ္ထဓမ္မနာမှာတဏ္ဌာနရဟိတုံသဏ္ဍာန်မရှိတဲ့သဘာဝတရားကိုသိဖို့အလုပ်ဖြစ်တဲ့တွေ့အမိအဒီကထားပြီးအမိမှအမှန်ဖောက်ပြန်နေတာကိုသိပြီး တဝိဘောရနာလို့ဟာအဘောတရားကိုသိတတ်တဲ့ဉာဏ်လာအဓိကဖြစ်တယ်တွဲရှုပ်ဖြစ်တဲ့ခန္ဓာကိုလည်လူထားပြီးတော့ ူ့ကိုကြောက်ကြမဆိုင်ဘူးသူထဲမှာဖြည့်ရှိနေတဲ့သဘာဝတရားကိုသာလဲသတိရှိရှိဖောက်ပြန်နေတော်လို့ဉာဏ်သိကိုခေးဆိုင်ပါခန္ဓာရဲ့ဒီဘက်ခန္ဓာရဲ့သဘာဝပြထိုင်ရောက်ဣရိယာပုတိ၄ပါး ဝေဘူးသာဘူးတောင်းဘူးတေဘူးစတယ်ဣရိယာပုံမဲ့များစွာလှုပ်ရှားရွှေ့ရှားတဲ့ဒီရောတရားကြီးပဲဘယ်လိုနေနေဘယ်ဣရိယာပုံနဲ့ပဲရှိရှိသဘာဝတရားဖောက်ပြန်လာတော့သိကြတဲ့အတွက်အမိညာဖြစ်တဲ့ဖောက်ပြန်မှုသာဘယ်လိုစိုက်တာ ောက်ပြန်တဲ့သဘောတစ်ခုကိုညာမိမိရရဘူးဆိုင်လိုက်ရဒီသဘောတရားတွေကကိုယ်ကိုယ်နဲ့ကိုယ်ကိုယ်လုံးလို့မဟုတ်ဘူးဆိုတော့ကိုယ်ကိုယ်တိုင်သိပါဒီလိုဖြစ်အောင်လည်းပဲဘေးရဘေးရပေါ်ဝင်ကြလောက်တာမဟုတ်တော့လည်းသိကြတယ် ါရီလိုလျောက်ဖြစ်သလားဆိုတော့ဒါလူမဟုတ်ဘူးသူ့အကြောင်းနဲ့သူဖြစ်တာအားဖြင့်အခုဖောက်ပြန်တဲ့သဘောဟာနတ်တရားကတမင်းမင်းမလုပ်နတ်ပရဂတသူတော်ဘာမလုပ်နတ်ဣဒရနေမနာတဘိုးရှင်ဖာစင်းတာမဟုတ်တဲ့အကြောင်းကြောင့်ဖြစ်တဲ့သဘောတရားဖောက်ပြန်မှုတွေဒါကြောင့်ဒီစိတ်သိသိနိုင်တဲ့ပြည့်ပြပြကြ အခြေခံညာမဲ့ဒီအခြေခံညာကိုတည်မိလို့သဘာဝတရားတို့ဒီသူ့ဖောက်ပြန်နိုင်တဲ့အကြောင်းတရားထောက်ပါနဲ့ဖောက်ပြန်လာလို့မိမိရသိသွားရင်ဘုဒ္ဓလူ့ဘဒဂရာဆရာဆိုတဲ့ယထာဘုဒ္ဓအာသနန္တပင်မသိဘဲနဲ့တော့မရဘူးသူအောက်ပင်ရသိပြီ မငင်းမသက်ကြောင်းလဲနေတဲ့ဖောက်ပြန်ချက်ဒီပဲသူ့အကြောင်းထောက်ပါလေသူဖောက်ပြန်လာပြီပဲအဲ့ဒါပင်ရည်တည်သွားရင်ဝိသုဒ္ဓရဲ့အဓိကသာတိကိလေသာမပါတဲ့အလေအကျင့်ဖြစ်တဲ့အတွက်ကိလေသာကွာတဲ့ကင်းတဲ့ကုံနဲ့ကိလေသာစင်ကြယ်တဲ့နေပါဦးဓမ္မမောက်ပြုမယ်သွားရလမ်းကြောင်းဖြောက်နေလို့ ဲတော့မက်ကဆိုတဲ့သရိပ္ပတမက်လမ်းစဉ်မှာဒီပေါ်ကိုအသိဉာဏ်ရောက်ပြီးတော့ဖောက်ပြန်တယ်လို့သိသွားရင်မှမှလျှောက်ဖို့ပဲခန္ဓာတစ်ခုလုံးကြီးတကယ်တော့အဲ့ဒီမတည်ရနဲ့မမြဲတဲ့မခိုင်တဲ့ဖောက်ပြန်တဲ့သဘောတရားတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ခန္ဓာပဲ အမိညာလေးပြင်းများလို့ရင့်ကျက်သွားရင်ပြည့်တဲ့သဘောကြီးကိုဥတည်ပြီးတော့သွားတာပဲပြထားတွေ့တော့လည်းပဲမင်းတွေပြုလို့ဖန်တီးပြီးရှုတာမဟုတ်တဲ့အတွက်အမိညာအပေါ်မှာကာပြီးတော့သွားရုံပဲဖောက်ပြန်တဲ့လိုခိုင်ဆိုင်ပါမှာလက်ခံချက်ကြီးကိုရရရင် ခြေသိရမရှုရမတရားတွေအဲ့နောက်လွန်သွားလိမ့်မယ်။ညာညာသိအောင်အခြေခံကိုထောက်ပြန်တယ်လို့ကြိုးစားပြီးသိပြီ။ ေသောတရားတွေကခန္ဓာရဲ့ပဂရိတိရှိနေတဲ့သဘာဝတရားတွေပဲခန္ဓာမှာမသိထားရင်သတိတိတိုင်းသိတိုင်းနရူပအတ္တတော်သံလို့ပတ္တိအစောမှာတဲ့သက်္ကာတိတိအတ္တတိတိအာနေပါ ။ဓမ္မထမတရားထုတဲ့ပုဂ္ဂိုလ်ရအဓိကဖြစ်သွားမယ်။ကိလေသာ။ဒါတော့ကိုကမဖြစ်ပါဘူး။အဲ့ဒီအသိဉာဏ်ကသက်ဆိုင်တဲ့ကိလေသာကိုကဖြစ်ပါမယ်။ကိလေသာပြုတ်ဖို့အားထုတ်ရတဲ့အလုံးမှာဒါအဓိကကိစ္စ။မင်းတို့ရတာဟို ညာကနေဖြုတ်မဲ့ဆက်ကအတိတ်ကိုကိုကပြုတ်ခြင်းနဲ့ဘယ်တော့ပြုတ်မလဲလို့ဒါဒီစိတ်ဝင်စားနေလို့ခိလေသာဖြစ်တာပဲရှိတယ်မပြုတ်ဘူးအဲ့ဒီညာဖြုတ်အားရှိအောင်တော့သဘာဝတရားစစ်မအောင်ဖောက်ပြန်တဲ့သဘောလို့အပိုင်နဲ့ခိုင်မာသိဖို့ပဲညာညာစူးစမ်းရှိပါ ီလုံငန်းနဲ့ရုပ်ပါမဖောက်ပြန်မှုပါမကိုတည်ပြီးတဲ့နောက်အခိုင်မာတည်ပြီးမှပညာလုံငန်းဆိုတဲ့အပြည့်ကိုရှုပါဒါတည်ဖို့လည်းပဲမနေ့ကကတည့်ရပဲရှိတယ်အဲ့တော့ဒီအတွင်းမှာသတိလုံငန်းခိုင်မာလေးလေးပညာလုံငန်းဆိုကိုလေးလေးဖြစ်ပါရတာဘူတာကိုအမှန်တရားကို ကိုယ်စိတ်တဲ့လုံးနဲ့မှခိုင်ခိုင်မာမာယုံကြည်မှုရဒီနေ့မှာကြိုးစားပြီးတော့ရှိပြပါနောက်ဆုံးရသဘာဝလမ်းကြောင်းအပြည့်ကူတော့မင်းတို့တက်တက်လို့ရှိရမှာကိစ္စအရင်ကအခြေကမပြီးပြင်းနောက်ဆုံးရသွားရရလမ်းကြောင်းရှုဖို့မလွယ်ဘူးဒါကြောင့်ဒီနေ့နဲ့မနှက်ဖြာ ဒီသဘောတရားတွေပဲရှိတယ်လို့ကိုယ်စိတ်နဲ့ကိုယ်ခန္ဓာအပိုင်နိုင်ပြီရောအခြေရှိလို့ညာညာကြိုးစားပေးပါသိရမှာတခုတည်းသောတရားတွေထောက်ပြန်နေတော့အချိန်နည်းတော့ပြီ။ ဒီမှာ ਪਰਮ တ်ကိုသောဘနာလက္ခဏာကိုကြည့်ပြီးတော့ဖောက်ပြန်တယ်လို့တလုံးတည်းတတိတည်းညွန်လာဒီတနေရာပဲရှိတယ်။တခြားနေရာတွေသတိထားလို့မှကိစ္စတွေအနာကိစ္စများပါတယ်။သွားရလာတာ၊ကိုင်းနာယူတာ၊စားတာ၊လောက်တာ၊ဝါတာပါအကုန်ရှောက်ပြီးတော့မှဒါဒီမှဒီလိုမှရအောင်။ ਪਰਮ ရဲ့ပင်းသဘောတရားရုပ် ਪਰਮ ဖောက်ပြန်တယ် ရုပ်ပါမတ်ကိုသူ့ရဲ့သူ့ရဲ့ပုဂ္ဂိုလ်ကဖောက်ပြန်တယ်လို့ဖောက်ပြန်တယ်လို့ဘယ်လိုနေနေဒီသဘောတရားတွေကတော့ဖောက်ပြန်နေတာလဲလို့စိတ်ထဲလုံးထဲမှာခိုင်ခိုင်မာမာရှိအောင်ဒီတစ်ခုဒီသောတရားတစ်မျိုးဒီသောအသိနဲ့မခက်တဲ့အသိကို ဖောက်ပြန်တယ်လို့အသိသာညာ ဘာဝနာကိစ္စဖြစ်တဲ့အတွက်တွားကံလေးကြံခန္ဓာမှာတော့ဒီလိုတည်ကြမှုတည်ခြင်းမှုခံစားမှုမရှိတဲ့သဘောတရားတွေတည်ဆောက်ထားတဲ့ခန္ဓာသူ့သွားရလမ်းကြောင်းရည်မှု နာမှုစိတ်မှုတတိယကြီးနဲ့အမိဘကိုဥဒေသွားတော့ဒီခန္ဓာကြီးကဘယ်ခါမှခိုင်မာတဲ့တောက်တဲ့နဲ့အဖြစ်လုံးဝမရှိဘူးအဲ့ဒါကိုခန္ဓာရဲ့သဘောတရားဖောက်ပြန်မှုများများသဘောပေါက်သွားရဲ့ဒါတရားကြီးလွတ်တဲ့အချိန်မှာကိုယ့်ကိုစဉ်းစားကြည့်ရင်အင်းကကြောက်ရရောက်တဲ့ခန္ဓာပဲ ။ထောင်မင်းမောက်တဲ့ပုဂ္ဂိုလ်တော်ပြဉ္ဉံနဲ့ဆွဲပြီးတော့အပွေကြတာလို့ဘာလို့အမှန်များပါလဲ။အနည်းဆုံးအပွေကြလောက်တဲ့ပြဉ္ဉံကိုဆွာတော့လောက်တဲ့လောကထောက်ပြန်တဲ့သဘောယုံကြည်ရတဲ့အသည့်ပဲ။ကြိုးစားရှုပါ car que vi l'oli,